မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ဝင်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်မို့လို့နော် ကျေစုတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီထဲမှာမိဘပြောလို့တော့မဟုတ်ဘူး။အကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲတဲ့။မိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုယ်ွယ်စိက္ကတအောင်လမ်းညွန်ပြသတဲ့ပုဂ္ဂိုလ်တဲ့။အဲ့ဒီပုဂ္ဂိုလ်ဟာကျေစုရှင်နေထဲမှာတော့ကြီးမားတဲ့ကျေစုရှင်တစ်ခုပဲ။ သူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့သူတို့ပြောအကယ်၍ကိုယ်ွယ်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မင်္ဂန်နဲ့ကိုယ်ွယ်မှုမင်္ဂန်နဲ့လမ်းကြောင်းမဟုတ်ဘူးတင်ပေးလိုက်လို့ဖះကိုကြီးညိုထက်လာတယ်တရားကိုကြီးညိုထက်လာတယ်တန်ခါကိုကြီးညိုထက်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာရသော်ပြားဟောတဲ့တိုင်ရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန္တိအပါယဘူမိန် ုရားတရားတန်ခါကိုယ့်ရဲ့စိတ်ကတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပုံမရောက်ဘူးလို့များစွာကဲအပယ်ကနေကဲတင်ပေးရမကြပါဘူးလားမိဘကအပယ်ကကဲတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြတာပေးလိုက်တာပဲရှိဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရရတယ်မိဘတိုင်းတော့မရဘူးเนาะမိဘတိုင်းတော့မရမိဘကမိဘကိုယ်တိုင်းကိုယ်က ဒီတရားတွေအသက်တတ်နေလို့ရှိရင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတယ်ပေါ့နော်အဲ့တော့တရဏဂုံတီလတရဏဂုံ၃ပါးကိုကိုယ်ကိုစိတ်ကတ္တအောင်လမ်းညွန်ပြသပေးလို့သူ့ရဲ့ခြေစူးတရားကြောင့်တရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတည်သူဆိုတဲ့ပုဂ္ဂိုလ်ဘုံမှာသူဟာတရဏဂုံတည်အောင် လုပ်ပေးတဲ့ဆရာဟာ နော်လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေးဇူးရှင်တူပဲဖြစ်တယ်ဟောဒီတိုင်းမိဘမပါဘူးနော်ဒါရသော်ပြဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပယ်လေးပုံကလွတ်သွားပြီဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဖရာကိုစိတ်ကတဲ့တရားကိုကျင့်သုံးတယ်တန်ခါကိုစိတ်ကတဲ့အဲ့ဒီဖရာတရားတန်ခါ ကြည်ညိုခြင်းကြောင့်ရလာလို့တိလာတဲ့အတိညာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထီအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပယ်လေးပုံကလွတ်ယုံနေမကဘူးနောက်ဆုံးမှတန်တရာဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထီအောင်ကျေးဇူးပြုတာဖြစ်တော့ကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူ့ဖို့အဲ့တော့အတီးအီလူတိုင်းလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အကိုစဉ်းစား ငါဟာဘသူကြောင့်ဖရာတရားတန်ခါယရဏ၃ပါးဆိုတဲ့ကြည်ညိုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြည်ညိုကိုးကွယ်တာလဲလို့ဆိုတာကြည့်လိုက်လို့ရှင်အဲ့ဒါလို့ကြည်ညိုကိုးကွယ်တာအောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတဲ့ကလည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားကလည်းဖြစ်ခြင်းဖြစ်မယ်မိษွေရင်လည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်ဖြစ်တရဏဂုံတီအောင် သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတည်ခဲ့တယ်ဘုရားဘာသာစစ်စစ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကို့အတွက်အကြီးမားဆုံးသောကျေးဇူးရှင်ကြီးပဲလို့ဒီလိုသတ်မှတ်ခိုင်းတာမြတ်စွာဘုရားเนาะဒါကတူနောက်ဒုတိယလိုက်ပြီးတော့ရှာမယ်ဒီဘုရားတရားတန်ခါယရဏ၃ပါး၉ဝက်ရှိကတ်ရုံမြတ်မကဘူးနောက်တစ်ခါ ဒီတဲ့အရေးကြီးတာကဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်။ဖရာတရားကိုကိုယ်ဖရာတရားတန်ခါယရနာကိုကိုယ်ကိုယ်စိတ်ကတည်းဆိုတာလမ်းကြောင်းအမှန်မော်ရောက်ရုံနဲ့ရောက်သေးတယ်။သို့သောအမှန်တရားကိုသိမှလမ်းမချော်မှာဖြစ်တယ်ပေါ့။ကြည့်လေဖရာတရားတန်ခါတော့ကိုယ်ကိုယ်ကြပါရဲ့လမ်းချော်နေတဲ့ပုံစံတွေအများကြီးရှိတယ်။အဲ့လိုလမ်းမချော်အောင်အမှန်တရားကိုသိ အမှန်တရားဆိုဒီမှာသစ္စာ၄ပါးကိုပြောတာဒီနေရာမှာသစ္စာ၄ပါးဆိုတဲ့အမှန်တရားကို မသိဘဲနဲ့တဏှာဝကလွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်က နေပြီးတော့ရဟန်းတော်တွေကိုဆုံးမဟောကြားပေးတာရှိတယ်ဟောဒီသစ္စာ၄ပါးကို မသိလို့တဲ့ငါရောတင်တို့ရောတဏှာထဲမှာရှင်းလေခဲ့ရတဲ့ဘဝတွေမြောင်များလာပြီ အနမတကတန်တရာတခွင်မှာဟောဒီတစ္ဆာ၄ပါးကို မသိလို့ဒုတရေကတန်တရာလဲလာခဲ့ရပြီလို့ရသော်ဘုရားကဒီလိုဟောစတုံဏအရိယတစ္ဆာဏယထာဘူတံအထတနာတစ္ဆာ၄ပါးကိုအမှန်မမြင်လို့တင်တို့ရောငါရောတန်တရာထဲမှာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံရတယ်